Hey what's up the Boko Thomas ကနေကြိုဆိုပါရစေ Fantastic Four the First Step ရုပ်ရှင်ရဲ့ final trailer တော့မနေ့ညပဲထွက်လာခဲ့ပါတယ်ဗျဒီ trailer နဲ့ပတ်သက်ပြီးတော့ breakdown လုပ်သွားမှာဖြစ်ပါတယ် breakdown ဆိုတာထဲ trailer ကိုကြည့်ပြီးဖြစ်နိုင်ခြေရှိတဲ့ဇလန်းကြောင်းကိုပြောပြသွားမှာပါ comment ਨਾਲ ဆိုတော့တကယ်ထွက်လာရင်လည်းလွှဲရင်လွှဲနိုင်ပါတယ်ဆိုတာလေးတော့အရင်ဆုံးကြိုပြီးပြောပြရစေဒီတော့ကျွန်တော်ကြည့်လိုက်ကြအောင် trailer ကိုကြည့်ရသလားရုပ်ရှင်မှာစူးပိုင်မကြီးရင်ဘိုက်ကြီးနေတော့နဲ့ကလေးမွေးပြီးဘိုင်မကြီးတော့တယ်ဆိုပြီးတော့အချိန်ကာလ၃ခုကိုသူ့ရဲ့ bike ကိုကြည့်ပြီးတော့ကျွန်တော်ခွဲထားလိုက်ပါတယ် trailer ဆက်စပ်ခြင်းမှာ Ted Gilbert Show မှာရောက်နေတဲ့ Fantastic Four မြင်ရတာနဲ့စပြီးဖွင့်တာပါတယ်။အရင် trailer တွေမှာ Ted Gilbert Show အကြောင်းတော်တော်ပြသွားခဲ့တာဆိုတော့ကျွန်တော်ထင် Disney ကရုပ်ရှင်ရဲ့ဆက်စပိုင်းချင်းအပိုင်းတွေဖြစ်လောက်ပါတယ်ဗျ။ Share Fantastic Four ကတွေလို့သူတို့ရဲ့ origin ကိုအသေးစိတ်မြင်ရမှာမျိုးမဟုတ်ပဲ Ted Gilbert Show မှာပဲ video clip ပြတဲ့အနေနဲ့နောက်ကြောင်းပြန်ပြမယ့်သဘောရှိပါတယ်ဗျ။အရင် trailer တွေမှာမြင်ခဲ့တဲ့သူတို့လေးယောက်အာဂါသာတဲ့သွားဖို့ပြင်နေတာတွေပြန်လာတော့ super hero ဖြစ်လာတာတွေက TV screen ကပုံနေလို့ဖြစ်နေတာကိုကြည့်ချင်းအပြင်ဒီလောက်နဲ့ပဲ origin ကိုချပြသွားမယ်သဘောရှိတယ်ဗျနောက်တစ်ခုကတော့အားလုံးသိတဲ့အတိုင်းသူတို့ universe က MCU 616မဟုတ်တဲ့ alternate retro futuristic universe ပါ1962တွေဆိုပေမဲ့သိပ္ပံခေတ်လွန်ဤပညာတွေထွန်းကားနေတာကိုလည်းမြင်ရမှာပါခေတ်လွန်ဤပညာတွေနဲ့ဖွံ့ဖြိုးနေတဲ့ New York မြို့ရဲ့အဆောက်အအုံတွေ sense တွေကိုဒီမှာပို့ပြီးတော့အသေးစိတ်မြင်ရပါတယ်ဒါတွေအကုန်လုံးကလည်း Reed Richard ကြောင့်ပဲဖြစ်ပါတယ် သူမတူအောင်ဉာဏ်ကြီးရှင်ဖြစ်တာမလို့ဤပညာသစ္စာနဲ့တီထွင်ပြီးကဘာကြီးကိုပိုကောင်းအောင်ပြောင်းလဲပေးခဲ့တယ်သူကတော့ read ပါပဲဒါကိုဒီ trailer မှာမှမဟုတ်ဘူးကျွန်တော်တို့ Doctor Strange Multiverse of Madness မှာလည်း re-richer ရှိတဲ့ universe က616ထပ်ပို့ပြီးတော့ဤပညာတွေထုံးကားနေတာကိုမြင်တွေ့ခဲ့ရပါတယ်ဗျအရင် trailer တွေမှာလည်းသူတို့၄ယောက်ကကဘာကြီးကိုအများကြီးပေးဆက်ခဲ့တဲ့သူတွေဖြစ်လို့ကျေးဇူးတင်ကြောင်းပြောတာတွေမြင်ခဲ့ရပါတယ်။နောက်တစ်ခုကသူတို့ကဒီကဘာမှာရှိတဲ့တခုတည်းသော super hero အဖွဲ့ပဲဖြစ်ပါတယ်။ဒါကတော့ director confirm ပေးထားပါ။တခုတည်းသော super hero အဖွဲ့ဖြစ်တဲ့အပြင် ကောင်းကျိုးတွေလည်းအများကြီးပြုထားရတာဆိုတော့သူတို့တွေဆက်လီဖြစ်နေတာလည်းမဆန်းပါဘူးထရီလာကိုပြန်သွားရင်ဒီမှာဆူကဘိုင်းမကြီးသေးပါဘူးဒီကိုရောက်နေတဲ့အချိန်မှာပဲနာယီကအေးပေါ်ထမိလာပါတယ်ဒါက silver surfer နဲ့ glatter ရောက်လာလို့မဟုတ်သေးပါဘူးတခြား villain တစ်ကောင်ပေါ်လာတာပါဖြစ်နိုင်တာကတော့ moleman နဲ့သူ့အကောင်ကြီး gigantor လို့ထင်ပါတယ်သူတို့အားလုံးထွက်လာတာကိုနောက်က ted ရဲ့ဂျင်ညာတန်နဲ့ပြထားပါတယ် mr fantastic ရှေ့ပြီးခုန်တက်လာတာကတော့တော်ထားကြပါတယ် စုကလည်းကိုပြောက်တာနဲ့ energy shield တွေတင်မဟုတ်ပဲ telekinesis အစွမ်းမှာရှိနေတယ်ဆိုတာကိုမြင်ရပါတယ်။ Johnny ဖြတ်ပြန်သွားတဲ့ Cobalton ဆိုင်မုတ်ကအရင်ကတကယ်ရှိခဲ့တဲ့ Cobalton ရဲ့ကြော်ညာပုံစံအတိုင်းပြန်ပြီးတော့ဖန်တီးထားတာပါ။ Johnny ကတော့ထုံးစံတိုင်း ladies man ပါပဲ။ဒီလိုနဲ့ဗီဒီယိုမှာတင်မဟုတ်ပဲ Fantastic Four ဆိုတာဒီလိုကျန်းတာကွာဆိုပြီးကျွန်တော်တို့အားလုံး Fantastic Four ရဲ့ first battle ကိုမျက်ဝါးထွန်းနေမြင်ရပါလိမ့်မယ်။ဒီပါတရရတော့ Fantastic Four မှာတယောက်ချင်းရဲ့အစွမ်းတွေကိုသုံးပြီး Moleman နဲ့ Gigantor ကိုအနိုင်ရတော့တာနဲ့အဆုံးသတ်ပါလိမ့်မယ်။ Now Sense မှာတော့လူတွေက ဘန်ရဲ့ is clobbering time ဆိုတဲ့ catch phrase ကိုစနိုင်ပါတယ် it's clobbering time ဒီစကားအရင်ကားတွေမှာလည်း iconic ဖြစ်ခဲ့တဲ့ catch phrase ပါဘန်ကသူဒီလိုမပြောကြအောင်ကတုံးကားတွေထဲမှာပဲပါတာဖြစ်ကြအောင်ပြန်ပြီးတော့ရှင်းပြပါတယ်ဒီ trailer တစ်ခုလုံးမှာအဲ့ဒီဟာကိုစတဲ့ since ၃ကတောင်ပါတော့တတိထားမိတယ်ဗျဒီပထမဆုံးဒီမှာတစ်ခါ family dinner since မှာတစ်ခါနောက်ဆုံး Johnny ရဲ့ဘန်ကိုတည်သွားတဲ့နေရာမှာတစ်ခါစုစုပေါင်း၃ကပါပဲမဲ့ဘန်ကတော့တစ်ခါမှထုတ်ပြောမသွားပါဘူး ဒါတော့ကျွန်တော်ထင်နောက်ဆုံးတကယ် Gladys နဲ့ခြားတဲ့အချိန်ရောက်တော့မှ Hawk Smart ဆိုပြီးလောက်တာမျိုးသူခြားတဲ့အချိန်ကျမှပြောမယ်လို့ထင်ပါတယ်ဗျ Johnny ကအပေါ်ပြန်တက်သွားပြီး Follow ကို မီးရွေနဲ့ဖန်ပြီးလိုက်ပါတယ်ဒါကရှေ့မှာပြောခဲ့သလိုပထမ5-6ပြီးတဲ့အချိန်လောက်မှဖြစ်လာပါတယ်နောက်တော့ Family Dinner Sense ကိုဆက်ပြီးပြပါတယ်အရှိရ Trailer မှာပါခဲ့တဲ့ Family Dinner ကိုနောက်ကြရဲဆိုတာက Dissense မတိုင်ခင်မှာဖြစ်ခဲ့ပုံရပါတယ် အဲ့ဒီမှာစူးကအင်ကြီးအနေဝစ်ထားပြီးဘိုက်ကြီးနေတယ်ဆိုလို့ပြောပေမဲ့ဘိုက်မပူသေးပါဘူး။ဒီမှာသူကိုဝင်ရှိနေကြအောင်ပထမဆုံးပြောပြခဲ့တာပါ။ဒါပေမဲ့ဒီ trailer sense မှာတော့အင်ကြီးပြဝစ်ထားပြီးဘိုက်လည်းကြီးနေပါပြီ။ဒင်နာစားတော့မယ်လို့မှနိုင်ထက်မိပါတယ်။နိုင်က re ဟာပဲမိရဲဆိုရင်တော့ပိုးကြီးလို့ကောင်းမယ်ထင်တယ်။အခုက၄ယောက်လုံးကထမိပြီးအားလုံးကငုံကြည့်ကြတယ်ဆိုတော့မသိရင် Power Ranger တွေအေးဖို့အတန်ထမိတာနဲ့တော့ခက်စင်စင်တူးနေသလိုပဲ။ဒီခါမိတာကတော့ Silver Surfer ရောက်လာတာပါ။ သူ့ရဲ့စတင်ညင်ကိုကြီးညာလိုက်တယ်မင်းတို့ရဲ့ဆုံးသက်ကိုလည်းကြီးညာတယ်ဆိုပြီးတော့ Galactus ရောက်လာတာကိုကြီးညာသွားပါတယ်ဒီမှာကဘာနဲ့ Galactus ရဲ့ရင်မြင်းကြီးကိုမြင်ရပါတယ်ဒီနောက်မှာ Silver Sapphire နောက်ကို Fantastic Four ကိုလိုက်သွားကြပြီး Galactus နဲ့ညှိဖို့ဆိုပြီးရင်မြင်းထဲကိုရောက်လာပါတယ် Galactus suit up လုပ်နေတဲ့ပုံတစ်စိတ်တစ်ပိုင်းကိုမြင်ရပါတယ်ဒီကလုံးနဲ့ကောင်းအောင်လို့သေချာမပြသွားသေးပါဘူးဂျိုဂျားတဲ့ကနေမြင်ရပုံရ Galactus က Fantastic Four နဲ့ရှင်အတော်ကိုစိုက်ကြည့်ပါတယ်သူကစိုက်ကြည့်သေးလို့လို့ရတယ်ဆိုတာတော့အခုဒီမှာအတော်ကြီးနေပါပြီ ဒါပေမဲ့ကြည့်ရတာညှိနှိုင်းတာအဆင်မပြေပုံရပါတယ်။ဘန်ကဂျော်နီကိုထမ်းလာပြီးရစ်ကဆူးကိုတွဲလာပါတယ်။ဂျော်နီကတော့ဂျိုးကြွပြီးဂလက်ဒက်စ်ကိုသွားချတာမှာဟိုကပြန်ပုတ်လိုက်လို့ခံလိုက်ရတဲ့ပုံဖြစ်နိုင်ပြီးဆူးကတော့ကလီမိုတော့မှမလို့ဘိုင်းနာနေတာဖြစ်နိုင်ပါတယ်။နောက်ဆင်းမှာဆူးကဝတ်စုံချွတ်လိုက်ပြီးရစ်ကဘန်ကိုရင်မောင်းခိုင်းနေပုံထောက်ရင်ကလီမိုတော့မဲ့ဆူးအနာမှာရှိနေပြရတာမလို့ဘန်ကိုရင်မောင်းခိုင်းထားတာဖြစ်နိုင်ပါတယ်။ဒီလိုနဲ့ဂလက်ဒက်စ်ရင်မောင်းကနေထွက်ပြေးလာတဲ့ Fantastic Four ကိုရင်မြင်အောင်မြင်ရပါတယ်။ကဘာပေါ်ကိုပြန်လာတဲ့ Fantastic Four ကိုသတင်းတောက်တွေကအင်တာဗျူးတဲ့နေရာမှာ ဘဲသုံးယောက်ကပဲ space suit ဝတ်ထားပြီးစူကဝတ်မထားပဲအဝတ်တစ်ခုကိုပဲခြုံထားတာကိုမြင်ရပါတယ်။ဒါကြည့်ချင်းအပြင်စူကအာကာတာထဲမှာကလေးမွေးခဲ့တယ်ဆိုတာသိကြတဲ့လောက်ပါပဲ။ Gladys ရောက်လာခြင်းကလည်းကဘာကိုစားဖို့ဆိုတာထက်သူတို့သား Franklin ကိုလိုချင်လို့လာတာဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ comic မှာ Franklin Richard ကအကြမ်းဆုံး hero တစ်ယောက်ဖြစ်လာတာမလို့ပါ။ Wanda ထက်ကိုကြံ့အောင် reality ကိုပြန်နိုင်တာတို့ University ကိုဖန်တီးနိုင်တာတို့တွေလုပ်နိုင်ပါတယ်။ဒါပေမဲ့သေချာတာတစ်ခုကတော့ဒီ Gladys ကို CIA Reed ရောက်မနိုင်နိုင်ဘူးဆိုတာကိုသဘောပေါက်သွားပုံပါပဲ။ အရှိပိုင်းမှာတော့ we will protect you လို့ယုံကြည်ချက်အပြည့်နဲ့ပြောနိုင်ခဲ့ပေမဲ့ဒီမှာငါတို့ဘေးကင်းရလားလို့မေးခံရတော့သူမသိဘူးလို့ပဲပြောနိုင်ခဲ့ပါတယ်။နောက် since မှာ Franklin Richard နဲ့အတူလူတွေကြားမှာထွက်လာတဲ့စုကိုမြင်ရပါတယ်။နောက်က sign book က odds believe in you လို့ရေးထားတာကိုကြည့်ရရင်လူတွေကသူတို့ Fantastic Four ထောက်ခံတယ်၊ကယ်ပေးနိုင်မယ်လို့ယုံကြည်တယ်ဆိုတာကိုပြကျင်တဲ့သဘောပါ။ကြည့်ရတာစောစောက Galactus နဲ့တွေ့လာတာမှာအချိန်တစ်ခုပေးလိုက်ပြီးအချိန်တိုင်း Franklin ကိုလာခေါ်မယ်ဆိုတာမျိုး warning ပေးလိုက်ပုံရပါတယ်။ ်အော်ဒါနဲ့ဘာလို့ Gladys က Franklin ကိုလိုချင်တာလဲလို့ယူဆရရင်သူ့သားကဘာကိုစားချင်နေဆိုရင် size ချုံပြီး Murrayty ဆင်းလာစရာအကြောင်းမရှိပါဘူးကဘာပြန်နေပြီးတော့သူ့ရဲ့ကဘာကိုစားတဲ့စက်ကြီးတွေနဲ့လှုပ်ရှားလို့ရပါတယ်အခုက size ချုံပြီး Murrayty လာတာဆိုတော့ Franklin ကိုလာရှာတာဖြစ်နိုင်ပါတယ် Ree ကလည်းအချိန်ကရက်မနေဘူးဖြေရှားမယ်ဆိုပြီးပြောပါတယ်ဆိုတော့သူ့သားကိုအပမခံနိုင်မှု Gladys ကိုနှိမ်နှင်းမှုနဲ့ကဘာကြီးကိုကယ်တင်မှုသူ့အနေနဲ့စူးစမ်းရတော့မှာဖြစ်ပါတယ်။ဒီလိုနဲ့ Murrayty ဆင်းလာတဲ့ Gladys နဲ့ Fantastic Four ကိုခြားကြတော့မှာပါ။ ။နောက်ဆန်းစတင်မှာတော့အရှိ trailer တွေမှာပြခဲ့တဲ့မိသားစုအနေနဲ့အနိုင်ယူမယ်ဆိုတဲ့စကားကိုစူကပြောသွားပါတယ်။ပြီးတော့မိသားစုရဲ့တကယ်ဟန်ဆောင်ခြင်းကင်းတဲ့ယဉ်နှင်းမှုနှွေးထွေးမှုတွေကိုပြခဲ့ပါတယ်။မော်ဒမန်ယောက်ဖြစ်တဲ့ဆူနဲ့ဂျော်နီအခင်ဆုံးတငယ်ချင်းတွေဖြစ်တဲ့ Banery တို့ကိုမြင်ရတာကတကယ်မိသားစုကိုမြင်ရသလိုပါပဲ။ဟိုအတင်းကြီးလှုပ်ယူထားတဲ့မိသားစုနဲ့တော့ကွာတာပေါ့နော်။နောက်ဆင်းစမှာတော့ကြောင်မုတ်စိတ်တွေပေါက်နေတဲ့ဘန်ကိုဂျော်နီကသဲလာတာကိုမြင်ရပါတယ်။ကောမစ်မှာလည်းဘန်ကကြောင်မုတ်စိတ်တွေပေါက်လာတယ်ဆိုပေမဲ့ဒီမှာကတော့ဘာလို့ပေါက်နေလဲဆိုတာသိချာမသိရပါဘူး။ နောက်တစ်ဆင့်မှာမြေအောက်မှာပုံနေတဲ့သူတွေကိုပြပါလေ Fantastic Four နဲ့ Gladiators တို့ရဲ့ fight ဆင်မှာမြို့ထဲမှာလူတွေရှိမနေတာကိုသတိထားမိပါလေဗျဖြစ်နေတာက Moleman မှာနောက်ပိုင်းမှာသူတို့ကိုကူညီပေးပြီးလူတွေကိုမြေအောက်မှာခိုးလုံဝင်ပေးထတာဖြစ်နေပါတယ်ဒီမှာလဲ Eiffel Tower ဘေးမှာ energy တွေပြည့်နေတဲ့တိုင်ကြီးတွေကိုမြင်ရပါတယ်နောက်တွင်မှာလဲတခြားတိုင်တွေကိုမြင်ရတာဆိုတော့ဒါတွေကကဘာကြီးကိုကာကွယ်နေတဲ့ရှီတစ်ခုခုဖြစ်နေပါတယ်နောက် sense မှာတော့သူတို့လေးယောက်ပြေးလာပါတယ်အဲဒီမှာလဲ Ban ကမိုးစိတ်တွေပေါက်နေပါတယ် ီတိုင်နေကိုတိုက်တဲ့ sense မှာလည်းမိုးစိတ်တွေပေါက်နေပါတယ်။အရင် trailer တွေမှာတော့မိုးစိတ်မပါသေးပါဘူး။ဒီအကြမ်းမှာပါလာတာပါ။ Reed ကလည်း Gladys ရဲ့လက်ကိုချနေတာကိုမြင်ရပါတယ်။ဒါဆိုရင်အာဂါသာရဲ့ကနေကလေးကိုလာခေါ်တဲ့ Gladys ကိုဒီတိုင်မိသားစုအဆောင်အုံသုံးပြီးချသွားပြီးနိုင်သွားတဲ့ဇလန်နာဆိုရင်တော့လုံးဝမဟုတ်ပါဘူး။ Defiance sense ကဟန်ပြတသက်ပဲဒါမှမဟုတ်အချိန်ဆွဲုံတသက်ပဲဖြစ်ပါလိမ့်မယ်။ Reed က Gladys ကိုဘလို့မှမနိုင်ဘူးဆိုတာကိုသိသားတဲ့အတွက် Multiverse ကိုသုံးပြီးတော့တခုခုအဖြေရှာပါလိမ့်မယ်။ Galactus ကိုတခြား universe ကိုပို့ပြတာဖြစ်ဖြစ်ဒါမှမဟုတ်တခြား universe ကသူတွေဇီကနေအကူအညီတောင်းတာဖြစ်ဖြစ်လုပ်မှာပါကျွန်တော်ထင် Council of Reed ဆိုတာဖြစ်နိုင်ချေများတယ်လို့ထင်ပါတယ် Comic မှာ Reed က universe တွေချောက်သွားလို့ရတဲ့စက်တစ်ခုထွင်ပြီး Council of Reed ဆိုပြီး universe ပေါင်းစုံက Reed တွေကြီးပါတယ်အဖွဲတစ်ဖွဲလုပ်ဖို့ပါတယ်နောက်တစ်ခုကရိုက်ကွင်းမှာဒီမျက်နှာဖုံးထားတဲ့ camera တယောက်ပါတယ်ဆိုပြီးတက်လာပါတယ်ဗျဒီ camera က2005 Fantastic Four ရဲ့ Reed I1 Graph 4ဖြစ်တယ်လို့ထင်ပါတယ် ူပါရသက်သိကြရတဲ့ဆိုရင်တော့အခု Federal Basket Re ကသူတယောက်တည်းမနိုင်တော့လို့တခြား Re ကိုပါခေါ်ပြီးအကူအညီတောင်းမဲ့သဘောရှိပါတယ်။ဒီလိုသာဆိုရင်တော့အတော်မိုက်မှာပါဗျ။အဲမေးလို့အဲ့ဒါဆိုရင်ဒီမအေဘေးလဲပါလာမှာ။ Say that again. ဒီလိုနဲ့ Gladys ကိုနိုင်သွားတယ်ဆိုပေမဲ့ Secret Wars ကိုသွားစေတဲ့ Plot Twist ကဒီမှာလာမယ်လို့ထင်ပါတယ်။ Gladys ကိုအနိုင်ရဖို့ Multiverse ကိုတခုခုလှုပ်လိုက်ရတာနေ Incursion ဖြစ်သွားပုံပေါ်ပါတယ်။ပြက်နေတဲ့ကဘာကြီးကိုကြည့်နေတဲ့ Shock က Incursion ကြောင့်သူတို့ကဘာကြီးဝါမျိုးခံလိုက်ရတာဖြစ်နေပါတယ်။ ဘသူရဲ့ကဘာနဲ့အင်ကာရှင်ဖြစ်တာလဲဆိုရင်တော့ဒေါက်တာဒုံးရဲ့ကဘာဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်ဒေါက်တာဒုံးရဲ့ကဘာကလည်းတစ်ချိန်ချိန်ကအင်ကာရှင်ကြောင့်ပျက်စီးသွားခဲ့ပြီးတခြားကဘာတစ်ခုမှသူ့ရဲ့ရောက်နေစဉ် Fantastic Four ရဲ့ကဘာနဲ့တိုက်မိတာဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ Fantastic Four ရဲ့ဒီ Retro Futuristic ကဘာကဒီရုပ်ရှင်တကားထဲမှာပဲမြင်ရမယ်ဆိုပြီးပြောထားလို့ပါ။ဆိုတော့နောက်ရုပ်ရှင်တွေမှာ Fantastic Four ရဲ့ဒီကဘာကိုပြန်မမြင်ရတော့ဘူးဆိုတော့ဖြစ်နိုင်တာတစ်ခုပဲရှိပါတယ်။သူတို့ရဲ့ကဘာပျက်စီးသွားလို့ပါ။ ဒါကြောင့်တခြားကဘာတွေကိုလည်းတို့လိုမပြည့်စည်ရအောင် Doom အကြောင်းကိုတတိပေးဖို့လာရင်ကနေ Thunder Boss ရဲ့ credit ဆင်မှာလို့စစ်ဝန်းစစ်ကိုရောက်လာတာဖြစ်နေပါတယ်။ Infinity War တော့က Thanos အကြောင်းကိုတတိပေးဖို့ Hulk ရောက်လာတယ်လို့မျိုး Doom နဲ့ Incarnation အကြောင်းကိုတတိပေးဖို့ရောက်လာတာဖြစ်တယ်လို့ကျွန်တော်တို့ထင်ပါတယ်။ကဲဒါဆိုရင် Fantastic Four ရဲ့ Final Trailer Breakdown ကတော့ဒီလောက်ပါပဲဗျ။ Trailer ကိုပဲကြည့်ပြီးတော့ခမ်းမန်းထရာမလို့လွဲရင်လည်းလွဲနေပါတယ်။ Brother or Sister တို့ရောဒီ Fantastic Four ရုပ်ရှင် Trailer နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ကြသလဲ။ Comment မှာဝင်ရောက်ဆွေးနွေးရေးသားသားလို့ရပါတယ်။ video like လုပ်ပြီး channel ကို subscribe လုပ်ရသင့်ရင်လည်းလုပ်ထားကြပါအောင်ဗျာ あの、ジェズルマね。